အားလုံးပဲမင်္ဂလာပါရှင်။စဖက်ခင်ကလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမစဖက်သူနေဝေပါရှင်။ဒီကနေ့တော့ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့မမီမလျောဆိုတဲ့စာအုပ်ကလေးတွေကဒုက္ခရဲ့အသေးပဲ၃ခုဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ဗုဒ္ဓဝါဒဆိုတာဘဝရဲ့ဒုက္ခတွေကို ရှုမြင်ပြီ လွတ်မြောက်အောင်ကြိုးစားအထောက်တာလို့အ ਨੇ ချုပ်နေနဲ့နားလေထားနိုင်တယ်။ဘဝတစ်ခုရလာရင်ဒုက္ခရှိမယ်ဆိုတာလူတိုင်းသိတာပဲ။သို့တော့အချိန်ပြည့်ဒုက္ခရောက်နေကြတာတော့မဟုတ်ဘူး။ပျော်စရာတွေစိတ်ချမ်းသာစရာတွေအလိုဆန္ဒပြည့်တဲ့အချိန်တွေလည်းရှိတာကိုစစ်တဲတူနဲ့ကြွေကွင်းတာနာမကျန်းဖြစ်တာကြီးခိုက်တန်ရာရတာပစ္စည်းဥစ္စာဆုံးရှုံးတာ စားတဲ့အခြေအနေတွေမှာဒါဒုက္ခကြုံရတာဒါကြောင့်ချမ်းသာဒုက္ခကမြန်မြန်ဆင်းရဲဒုက္ခကနည်းနည်းဒီလိုထင်စရာရှိတယ်အဲ့ဒီလိုထင်ကြလို့ပဲကျွန်တော်တို့တွေဟာဘဝကိုဆွဲလန်းတက်မှတ်နေကြတာပေါ့သို့တော့ဗုဒ္ဓဘာသာအရာဒုက္ခကိုဆင်းရဲခြင်းလို့အတိပယ်ဖွင့်ဆိုထားတာမဟုတ်ဘူးနောက်ထပ်နှစ်ခုရှိသေးတယ် စင်ရဲခြင်းကတော့ရှင်းပါတယ်မြန်မာပြည်ကလူတွေဆို အထွေထူးရှင်းပြနေစရာတောင်လိုမယ်မထင်ဘူးမျိုးစုံသောစင်ရဲဒုက္ခတွေကိုနှိမ့်စင်နေအမျှကြုံနေရတာလူတိုင်းကြုံရမယ်တဘာဝတရားနဲ့ဆိုရင်အိုရခြင်းနာရခြင်းတေရခြင်းခွဲခွာရခြင်းဆုံးရှုံးရခြင်းဖြစ်ချင်တာမဖြစ်ရပဲမဖြစ်ချင်တာတွေဖြစ်လာခြင်း ဒါရီအားလုံးဟာဆင်းရဲခြင်းဖြစ်တယ်။နောက်ရှူတောင်းတစ်ခုကတော့မတည်မြဲခြင်း၊တည်မြဲအောင်လုပ်လို့မရခြင်းဟာလေဒုက္ခပဲလို့ဆိုတယ်။ဥပမာကိုသိပ်ကြိုက်တဲ့အစားအစာစားရတယ်ဆိုပါတော့အပေါ်ရန်ကြည့်ရင် ချမ်းသာတယ်လို့ထင်ရတယ်။အရသာရှိတာစားချင်တာစားလိုက်ရတာကိုသို့တော့အတွင်းကြကြကြည့်မယ်ဆို ပူလောင်နေရတာ။ ဘလောက်ကောင်းတဲ့အရာသာဖြစ်ဖြစ် အကြကြီးတည်မြဲနေအောင်တားလို့မရဘူးလေမြိုချလိုက်လို့ရှာနဲ့အစားစာနဲ့မထီတွေ့တော့ဘူးဆိုတာနဲ့ကောင်းတဲ့အရာတာကပျောက်သွားတာပဲကို စားခြင်းနဲ့စိတ်ကလည်းပူလောင်ရတယ်စားနေတုန်းမှလည်းကုံတော်မှစိုးနေရလို့ပူလောင်ရတယ်စားပြီးတော့လေထပ်စားခြင်းလို့ပူလောင်ရတယ်ဒီတခု ဆန္ဒပြသွားရင်နောက်ထပ်နောက်ထပ်အမြင်အကြားအနဲ့အရာသာအထီးတွေ့အတွေးအကျံဒီအာယုံနောက်ကိုလိုက်နေရတယ်။ tectonic track မေးလို့ခေါ်ပါတယ်။လမ်းလျှောက်စင်ပေါ်မှာပြေးနေရတယ်လို့ပဲပြေးတာပြေးနေတယ်ဘဲမှမရောက်ဘူး။ဆိုလိုတာကဒီချမ်းသာဒုက္ခတွေနောက်ကိုလိုက်နေပေမဲ့ဘယ်တော့မှ အလိုပြည့်တဲ့ရဲမရှိဘူးပူလောင်နေရတာပဲဒါကြောင့်ဗုဒ္ဓဝါဒအရာ ချမ်းသာတယ်ဆိုတာအလိုဆန္ဒပြည့်ခြင်းမဟုတ်ဘူးအလိုဆန္ဒမရှိခြင်းသူမဟုတ်နေပါခြင်းသာဖြစ်ပါတယ်ပြည့်တယ်ဆိုတာလည်းမရှိနိုင်လို့ပါခဏပဲပြည့်လိုက်တာလေတော့ကြနေတော့နောက်တစ်ခုထက်လို့ခြင်းသာပဲမို့လားနောက်ဆုံးရှူတောင်းကတော့ခန္ဓာ၅ပါးကိုဆွဲလန်းနေရတာလေဒုက္ခဖြစ်တယ်လို့ဆိုပါတယ်ပါဠိလိုဥပါဒနက္ခန္ဓာလို့ခေါ်တယ် ခန္ဓာ၅ပါးဆိုတာအလွယ်ပြောရရင် ကိုယ်နဲ့စိတ်၊ရုပ်နဲ့နာမ် body and mind ကိုပြောတာပါအဲ့ဒါကိုဆွဲလန်းနေတာလေဒုက္ခဖြစ်စေတယ်ငါ၊ငါဟာငါပိုင်နာငါ့ကိုမြန်ပြောရဲတယ်ငါနဲ့တူတလားတန်တလားငါလူလူစားတဲ့စားတဲ့အတွေ့အမြင်တွေကိုဖြစ်လာစေတာအဲ့ဒီဆွဲလန်းမှုကြောင့်ပဲကိုတချို့ဆိုမာနတိတ်ကြီးတယ် ူများအောက်မကြအောင်ကြိုးစားတယ်။ဒီအထီးကကောင်းတယ်။ဒါပေမဲ့လွန်ကဲလာတဲ့အခါပဝင်မြင့်လာတယ်၊ဂုံမောက်လာတယ်၊လက်မထောင်လာတယ်။တစ်ချိန်ကျကိုမန်တက်ခဲ့တဲ့အရာတွေမရှိတော့ဘူးဆိုတဲ့အခါသူများထက်ပိုပြီးစိတ်ပင်ပန်းရတယ်။အခြေအနေကို လက်သင့်မခံနိုင်ဘူး။ဘာလို့ဆိုငါဆိုတဲ့မာနာတိတ်ကြီးလွန်တာကိုပိုင်ဆိုင်မှုဆိုလေဒီလိုပဲ။ ဆရာကြီးကိုရင်ကပြောတယ်လို့ပေါ့တံပိုးကြီးနိုင်တလုံးပျောက်သွားတယ်ဘာမှမဖြစ်ဘူးငါနိုင်ပျောက်သွားတာဆိုတော့မှသာစိတ်ထိခိုက်ကြတာငါကျမ်းမာတယ်ငါကနှုတ်ပြူတယ်လှပါတယ်ငါကနာမည်ကြီးတယ် follower များတယ်ငါကပညာတတ်တယ်ဒီလိုတွေးတွေဟာလဲသူကိုသိပင်ပန်းစေတယ်မရခင်မှာလဲမဟုတ်တဲ့နီနဲ့調査မိတတ်တယ် ရသွားပြီးရင်လည်းပျက်စီးဆုံးရှုံးမှကြောက်ရတကယ်ဆုံးရှုံးရရင်လည်းပူလောင်ရတယ်။ဒါကြောင့်ဒုက္ခနဲ့ကျင်ရင်ငါဆိုတဲ့ဆွေလမ်းမှုကိုလျှော်ဖို့လိုတယ်။ကိုဗစ်နဲ့နမူနာပေးရရင်ဒီယောဂပိုးဟာ လူတွေစီကိုညီညွတ်ညီမျှရောက်လာတာပဲ။သို့တော့ကိုခံအားကောင်းတဲ့လူနဲ့မကောင်းတဲ့လူတတိရှိရှိကာကွယ်တဲ့သူမကာကွယ်တဲ့သူယောဂဖြစ်တာချင်းကြမတူဘူး။ ဒီလိုပဲဘဝမှာစိတ်ထိခိုက်နာကျင်စရာကိစ္စတွေဆိုတာလူတိုင်းကြုံတွေ့ရတာပါပဲဒါပေမဲ့စိတ်ထိခိုက်တံရရတာမရတာရခဲ့ရင်တော့အတိမ်နဲ့ချင်းမတူကြဘူးပင်ကိုစိတ်ခံကိုယ်တိုင်ကဘလို့ပူစားတလဲပဝင်းကျင်ရဲ့အကူအညီတွေရသလားစတဲ့အကြောင်းရင်းပေါင်းမြောက်များစွာရှိတဲ့အ낵တခုကတော့ဘလောက်ဆွဲလန်းမှုများတလဲဆိုတဲ့အချက်ပဲ။ ဆွဲလန်းမှုများရင် စိတ်တန်ရာများတယ်။ဆွဲလန်းမှုမင်းရင် စိတ်တန်ရာနေနေနဲ့ရှေ့ဆက်နိုင်မယ်။ဥပမာပစ္စည်းဥစ္စာပေါ်ဆွဲလန်းလို့နေသူကဒါရီပျက်စီးသွားရင်အယုတ်ကျိုးပြက်ဖြစ်သွားတတ်တယ်။ငါဆိုတဲ့မာနတိတ်ကြီးလွန်းရင်ဘာမဟုတ်တဲ့စကားလေးပြောခံရရင်တော့တနှုံနှုံနဲ့ခံစားနေရတတ်တယ်။လူတစ်ယောက်ကိုတိတ်ဆွဲလန်းလို့ရင်လေသူနဲ့ခွဲခွာရတဲ့အခါ မအိတ်နိုင်မစားနိုင်ဖြစ်သွားနိုင်တယ်။ကျွန်တော်အခုနောက်ပိုင်းစာတွေရေးတဲ့အခါမူတစ်ခုထားထားတယ်။ဘာလဲဆိုတော့ငါလုံနိုင်တာကိုပဲသူများကိုတိုက်တွန်းမယ်ပေါ့။ဒါကြောင့်ဒီစာကိုရေးမယ်လို့တော့အတော်စဉ်းစားရတယ်။ဘာလို့ဆိုခုမှလည်းအဆွဲအလံပေါင်းမြောက်များစွာနဲ့ကိုသို့တော့တချို့လူတွေထက်စာရင်တော့အဆွဲအလံအတော်နဲ့တယ်လို့ကိုကိုကိုမြင်မိတယ်။ နောက်ပြီးဆွဲလန်းမှုဆိုတာလုံးဝမရှိတော့အောင်တော့လုပ်ဖို့အတော်ခက်မယ်။ဒါပေမဲ့ universal truth ကတော့ဆွဲလန်းမှုနဲ့စိတ်အေးချမ်းမှုဟာပြောင်းပြန်အချိုးကျတယ်ဆိုတာပဲ။ဆွဲလန်းမှုကိုရှင်းချနိုင်လေးလေးစိတ်အေးချမ်းမှုမြင့်တက်လာလေဖြစ်ပါတယ်။ဒါကြောင့်မို့တတ်နိုင်သမျှရှင်းချနိုင်ကြဖို့ပဲရည်ရွယ်ပြီးရေးလိုက်ပါတယ်။ ဒီလိုဆိုဘဝမှာဆင်းရဲဒုက္ခတွေထိခိုက်နာကျင်စရာတွေကြုံရတဲ့အခါအရင်ထက်စာရင် ခံနိုင်ရရှိလာပါလိမ့်မယ် trauma နေရောပါလိမ့်မယ်အနစ်ချုပ်ရရင်ဆင်းရဲခြင်းဒီဒုက္ခမတည်မြဲခြင်းတည်မြဲအောင်လုပ်မရခြင်းအဆိုးမရခြင်းကလည်းဒုက္ခဆွဲလန်းနေရခြင်းဒီလည်းဒုက္ခဖြစ်တယ် ပထမရှူတောင်းကလူတိုင်းနားလေလွေတယ်။နောက်နှစ်ခုကတော့အပေါ်ယံကြည့်ရင်မတိနိုင်ဘူး။ကုစိတ်အတွင်းတဲကို ဝင်ကြည့်မှသာတိနိုင်တာမျိုးဖြစ်တယ်။မြမပြည်လိုဆင်းရဲတဲ့နိုင်ငံကတော့ဒုက္ခသုံးမျိုးလုံးကြုံကြရပြီးဒုတတ်တဲ့နိုင်ငံကဘဝအခြေအနေမြင့်မာတဲ့လူတွေကတော့ပထမဒုက္ခနေတယ်။ဒါကြောင့်ပဲဘဝကိုဆင်းရဲတယ်လို့ပြောရင်တိတ်လက်မခံကြတာ။ ဇူမိန်နဲ့အခိုက်အတန့်တွေက ပုံများတယ်လို့ဖြစ်နေတာကို အတွင်းကြကြတတိထားကြည့်ကြမယ်ဆိုရင်တော့ပြုံနေတယ်ဆိုတဲ့ခန်းစားချက်ရဲ့အောက်မှာပူလောင်နေရတာလေးကိုခန်းစားမိလာပါလိမ့်မယ်အဲ့ဒီလိုဒုက္ခဆိုတာကို အစင်မြင့်မြင့်နားလေတဘောပေါက်ထားခြင်းဟာလောကဓာတ်တရားတွေနဲ့ရင်ဆိုင်ရတဲ့အခါတီတီငိမ့်ငိမ့်နဲ့ဖြတ်ကျော်နိုင်ဖို့အတွက် အကောင်းဆုံးသောပြင်ဆင်မှုဖြစ်ပါတယ်။ 21ရက်9လ2023ဆရာကကုက္ကစာအုပ်ကလေးတွေကိုလည်းဖော်ပြပြထားပါတယ်ရှင် ဥပက္ခနက္ခန္တာတရားတော်ပါမောက္ခချုပ်ဆရာတော်ကြီးအရှင်နန္ဒမာလာပြီးဝန်တာဒုက္ခ in buddhist psychology ဥဇင်းနန္ဒာစာရာလို့ဖော်ပြပြထားပါတယ်ရှင်ဆရာဒေါက်တာဖြူတီဟာရေးသားထားတယ် မမီမလျောဆိုတဲ့စာအုပ်ကလေးတဲကဒုက္ခရဲ့အတိဘယ်၃ခုဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါလိမ့်ရှင်။စာဖတ်ကံကလေးကိုအချိန်ပေးပြီးနားဆင်ကြကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာ ပြန်လည်ဆုံတွေ့ကြပါအောင်ဆိုနော်။